ကျွန်တော်တို့နိုင်ငံငြိမ်းချမ်းရေးစိန်ခေါ်မှုကဘာတွေဖြစ်မလဲ။ငြိမ်းချမ်းရေးစိန်ခေါ်မှုကတော့ကျွန်တော်တို့ဒီငြိမ်းချမ်းရေးအကျိုးပေါ့ဗျာ။အဲ့ဒါကိုအခုလူငယ်တွေပေါ့နော်။သူတို့လူငယ်တွေအားမှာငြိမ်းချမ်းရေးဆိုတာဘာလဲဆိုတာဟာပေါ့နော်။အဲ့ဒါသူတို့ဟိုရောက်တဲ့တလောက်မရောက်တဲ့ကိစ္စပေါ့ဗျာ။ရှင်းရှင်းပြောမယ်ဆိုရင်ဒီ peace process ရယ် peace ရဲ့တံပိုးပေါ့ဗျာအဲ့ဒါအခုလူငယ်ပိုင်းတွေကသူတို့ကဒီဟာအတွေ့အကြုံမရှိဘူးမရှိတဲ့ခါကျတော့အဲ့ဒီငင်းချိုင်းတံပိုးကိုတိဖို့ဒါမြန်မာဆဆလူငယ်တွေကြောင်းမှာပေါ့နော်အဲ့ဒါကျွန်တော်တို့ကဟိုဘယ်လိုမှ mindset ကိုလူငယ်ရဲ့ mindset ကိုချိထိရောက်ရောက်နေပေါ့သူတို့ကိုကျွန်တော်တို့ကအတိအမှတ်ပြုတ်ပြီးတော့လीအဲ့ဒါကိုစနစ်တကျနေပေါ့လူငယ်တွေကြောင်းမှာဒါ ဖြတ်နိုင်ဖို့လိုတယ်လူကြီးတွေကတော့ကျွန်တော်တို့အတိတယ်ကျွန်တော်ကအာခစ်တုံးခစ်လေးခစ်လောက်ကျွန်တော်မိခဲ့တယ်အဲ့မှာကျွန်တော်တို့တော့ဒီငင်းချမ်းကြီးကမရှိမဖြစ်အလိုအဆုံးပဲနော်ငင်းချမ်းကြီးမရှိမှာမလို့လို့မရဘူးအကြောင်းပညာလည်းတင်လို့မရဘူးနော်အကြောင်းပိတ်လိုက်ဖွင့်လိုက်အဲ့မျိုးလုပ်ရင်းနဲ့ကျွန်တော်ရဲ့အကြောင်းသားဘဝကလည်းတော်တော်နစ်နာခဲ့တယ် အဲ့အတွေ့အကြုံကဘာကြောင့်လဲဆိုတော့ကျွန်တော်အဲ့ကိတ္တငင်းချမ်းကြီးကပြ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 နဲ့ကျွန်တော်အရသာကိုကျွန်တော်မခံစားနိုင်ခဲ့ဘူးပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်အလူအဆုံးရာကတော့မြဲမြဲဆဆကျွန်တော်ကဟိုလူငယ်ချားမှာဒီ ဟိုကျွန်တော်တို့ဘယ်လိုခေါ်မလဲတင်တန်းလေးပါကြီးပြီးနိုင်ဖို့လို့လေငင်းချိုင်းနဲ့ပတ်သက်တာလေအဲ့အဲ့ဒါပဲကျွန်တော်ကျွန်တော်တချို့ကသူတွေမှာဇွန်းတွေ့ကြမရှိဘူးဆိုပြီးတော့စုပ်ကင်ထားတဲ့ဒီတချို့ကဗာပြောကြတယ်အဲ့ဒါကတော့ဗျာကျွန်တော်ရဲ့အရင်နေ့ဆုံးပုံကူတွေပါเนาะကျွန်တော်အကြောင်းသားဘုရားမှာဒီဒီပုံကူတွေနဲ့ကျွန်တော်ကငွေကိုတမျှကျွန်တော်တွဲလာခဲ့တာဒါမဲ့ဒါကျွန်တော်ငွေတော့ဒီလိုပဲတွေးကြတာလေ ကျွန်တော်အတစ်လဲရလာပြီเนาะအချိန်ဒီအချိန်ခါလဲပဲကျွန်တော်ကသုံးသပ်နိုင်ခဲ့တယ်အခုကအဲ့အဲ့ခံယူချက်လေးနဲ့အခုတက်တည်တို့ကဆွေးဆွေးမြင်းမြင်းလှုပ်တဲ့လူတွေကတော့တို့ကိုယ်တိုင်နိုင်ကတို့တို့ရဲ့ဟိုဘယ်လိုခေါ်မလဲတို့ရဲ့ mindset ထဲမှာလေတခုခုတော့ဟိုပိတ်လောင်နေတယ်လို့ပဲကျွန်တော်ယူဆတယ်ကျွန်တော်ဆိုရင်ငယ်ငယ်တော့ဒီလိုပဲလေဒါပေမဲ့ဒီချိန်မှာတော့ကျွန်တော်တော်တော်ပွန့်သွားတယ်တို့ပွန့်သွားဖို့ကဘယ်လိုခေါ်မလဲတို့တော့ကျွန်တော်က စီယုံရောက်မယ်เนาะသူတို့ကိုရံဖြစ်နေနဲ့မပေါင်းရဘူးတငယ်ချင်းတငယ်ချင်းပဲမိဆွေမိဆွေမိဆွေအောင်မယ်ဆိုတော့ကျွန်တော်တို့ဟိုသူတို့စီမှာတော့ဟိုအတတ်နိုင်ဆုံးသူတို့စိတ်ရှိလက်ရှိနဲ့ပေါ့เนาะဒီငင်းချမ်းကြီးရဲ့အကျိုးငင်းချမ်းကြီးရဲ့ရလာငင်းချမ်းကြီးရှိချမ်းအပြင်เนาะကျွန်တော်ဘယ်လောက်ကြိုးရှိတယ်လဲဆိုတဲ့ဟာကိုနေပေါင်းစုံကနေသူတို့စီဖြန့်ပေးရမယ်ဟို NCA စပြီးတော့လှုပ်တဲ့ချိန်မှာဒီဟိုရှင်းရှင်းပြောမယ်ဆိုရင်ကျွန်တော်ကိုယ်တိုင်အဲဓမ္မဦးသိန်းစိန်ကဟိုငယ်ပေါင်းဆောင်ကျွန်တော်လွတ်တယ်ဘာလို့လဲဆိုတော့အဲ့တော်ထမရှိတဲ့ကျွန်တော်တငယ်ချင်းတွေအကုန်လုံးကခေါင်းဆောင်နေဖြစ်ကုန်လေသူတို့ရဲ့ဒေတာအရောက်ကျွန်တော်တွားပြမလေကျွန်တော်ကိုယ်တိုင်အဲ့လို စီစဉ်နေတာစီစဉ်နေနိုင်ရတာစီစဉ်နေနိုင်တာကျွန်တော်တွားတော့သူ့ကိုလက်ခံတယ်လေဘာလို့လဲဆိုတော့ကျွန်တော်ကသူ့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 ရဲ့ပေါင်းတင်လေဆိုလူစိမ့်မှာမဟုတ်တာချောင်းမိုက်တို့ပါဘာကျွန်တော်ခဏခဏတွားရတယ်ရှစ်ချိန်လောက်ကျွန်တော် NCA ဖြစ်ဖို့အတွက်ကျွန်တော်ကျွန်တော်ကိုတိုင်းနော်ကျွန်တော်တတ်လို့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်ရဲ့ experience ကျွန်တော်ရဲ့ experience ကျွန်တော်ရဲ့အတွေ့အကြုံရဒီတောထဲမှာရောက်နေတဲ့ညီကိုတွေကကျွန်တော် ်နဲ့တွေ့ရင်ကျွန်တော် something တော့ change ဖြစ်မယ်လို့ကျွန်တော်ယူဆတာအခုလောလောဆယ်ကျွန်တော်လူချင်းလူချင်းနေတာကကျွန်တော် change လုပ်ခြင်းနဲ့ဒီလူဖြစ်နေတဲ့ကျွန်တော်ပိတ်လောင်နေတဲ့အနေထားတို့ကျွန်တော်မြန်မာပြည်သားတိုင်းမှာဒီဟာခံစားနေရတယ်ဒီ၄နှစ်တာကာလလောက်မှာလေတယောက်နဲ့တယောက် misunderstanding ဖြစ်ကြတာတော့အချင်းချင်းနားမလဲကြဘူးလीနားမလဲကြဘူးဆိုဆို ဒီ peace process ဟာလည်းအခုကျွန်တော်ထင်တယ်အစအနေပြန်ဆောက်အောင်ဆိုတော့သူတို့တောထက်တောင်တဲထိသူတို့စီကိုတွေ့ရမယ်เนาะကုစလေလေးလွှတ်ရမယ်เนาะအဲ့အဲ process အနေနဲ့ကျွန်တော်အဲ့အဲ့အဲ့ဒါပဲမြင်တယ်ဟုတ်เนาะ ဆိုဆရာတို့ဒိုင်းနာကိစ္စဒိုင်းနာလည်းနဲ့ကိုင်းမှာကြတော့ငါ CNF CND ဒါမျိုးရှိတယ်တော်တခု PDF မှာကြတော့အများကြီးဖြစ်နေဒီကိစ္စကြဘလို့ကြံ့ဥကြံ့ဘလို့လောက်ကြအောင်ဒါတော့အခုနကျွန်တော်ပြောသလိုလူငယ်တပါးဘောတော့ဒီလိုပဲပေါ့ဗျာနော်ကျွန်တော်တို့အထူးသဖြင့်ကျွန်တော်ချင်းလေးတွေဆိုလို့ရငငယ်ကလေးကကျွန်တော်တင်လိုက်ပဲကြိုက်ကြတာဟုတ်ဆိုတော့တူမီပဲအဲတူမီတူမီပဲဖြစ်ဖြစ်ဘာပဲဖြစ်ကျွန်တော်ယောက်ျားတယောက်အနေနဲ့ တနက်တလက်မရှိလို့ရင်ကျွန်တော်ယောက်ျားမပီတော့ဘူးဆိုပြီးတော့ကျွန်တော်ရဲ့ဟိုဘိုးဘွားအစင်စစ်ကနေအဲ့လိုရိုက်သွင်းထားတာဆိုတော့ဒါကတော့ဒါဟိုဘာမှစိုးရင်ဆက်မရှိပါဘူးเนาะသူတို့ကသူတို့ကဟိုမျိုးပေါ့เนาะတကယ်တမ်းတော့သူတို့ mindset လေးနဲ့အဲ့အဲ့ဒါလေးကိုသူတို့နေချင်တာဖြစ်တယ်သူတို့ဟိုသူတို့ရဲ့ mindset လေးကိုကိုကเนาะညာတာထောက်ထားရမယ် လမ်းမှန်ပေါ်ရောက်ဖို့ကဒါရောက်လာပါလိမ့်မယ်ဒါပေမဲ့ခက်နေတာကနိုင်ငံရောက်နေတဲ့เนาะနိုင်ငံသားသားကျွန်တော်မိတ်ဆွေတွေကကျွန်တော်လူခံချက်မရှိဘူးဆိုကျွန်တော်လူပွန့်ပွန့်လင်းလင်းနဲ့ခံချက်ရှိတဲ့လူတွေနဲ့ဆိုရင်တော့ဖြစ်ပါတယ်ဒီလူငယ်တွေကကျွန်တော်ဖြစ်ပါတယ်ကျွန်တော်တူသားတွေပါနော်အကုန်လုံးဆိုဘာဖြစ်ဖြစ်လေးကျွန်တော်ကျွန်တော်ထင်တယ်ဟိုဂျန်လူတွင်းရွေးမယ်အဲ့ ကျန်သူပြန်တူတွင်းရုံမှာတွင်းတွင်းပုံတွင်းနေလို့တာဒီဇိုင်းတွင်းလို့တော့မရဘူးဒါမဲ့ဟိုဘယ်လိုခေါ်မလဲသူ့ရဲ့၄စနစ်၄ပေါ့နော်မန်ကန်ဖို့လို့လေနော်အဲ့ဒါကိုစိတ်ချလက်ရှိနဲ့ကျွန်တော်အထူးသဖြင့်လူငယ်ဆိုကိုလူငယ်ဆိုတော့တို့ဒီတက်ကြွတဲ့စိတ်ဓာတ်တရားလေတို့ရယူးယူးသားသားနဲ့လေဟိုတက်ကြွနေတာ